တမိုင်းအဆက်အဆက်အမှန်ရကြမဲ့ပုပ်ဖရန်စစ်2025ခုနှစ်ဧပြီလ22ရက်နေ့ကတကဘာလုံးအတွင်းဝန်နေကြေကွဲစရာနေ့တစ်နေ့ဖြစ်ခဲ့ရပါတယ်အထူးသဖြင့်ကက်သလစ်ဘာသာဝင်တိရသမ4ဘီလီယံအတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးဖြစ်ခဲ့ပါတယ်ဒီဆုံးရှုံးမှုအတွက်အာဂျင်တီးနားနိုင်ငံမှာဝန်နေခြင်းအထိမ့်မဲ့ကာလ9ရက်အိန္ဒိယနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာကြေကွဲဖွဲ့3ရက်တူကိုတက်မှတ်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံမှာလည်းဝန်ထမ်းစကားအမတ်တရရေးထိုးနေကြပါတယ်။ပြည်ထောင်နိုင်ငံက IFE မျှော်စင်ကြီးကလည်းမိများပိတ်ကဝန်ထမ်းချောင်းပြဆူခဲ့ပါတယ်။ဘာကြောင့်လဲ။ဘသူကြောင့်ခုလိုဝန်ထမ်းပူဆွေးကြရတာပါလဲ။အကြောင်းကတော့ကက်သလစ်ဘုန်းတော်ကြီး Pope Francis ဟာစိတ်မာထာနေအိမ်မှာနှလုံးဖောက်သေဆုံးသွားလိုပါပဲ။ Pope Francis ပြန်လည်တော်မူချိန်မှာသက်တော်88နှစ်ရှိနေပါပြီ။ Pope Francis ဟာဘလို့ပုံကိုမျိုးလဲ။ ပေါ်ဖရန်စစ်ဖြစ်လာမယ့်လူငယ်လေးဂျော့မာယိုဘာဂိုဂလီအိုကိုအာဂျင်တီးနားနိုင်ငံရဲ့မြို့တော်ဘူနိုအေရစ်မှာ1936ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။မွေးစဉ်၅ရက်ထဲမှာအကြီးဆုံးဖြစ်ပါတယ်။ရွှေစွန်းကိုက်မွေးဖွားလာသူမဟုတ်လို့လူပေါင်းစုံဘဝပေါင်းစုံနဲ့ထိတွေ့ခဲ့ရပြီးငယ်ရွယ်စဉ်မှာပဲအဆုတ်ရောင်ယောဂကို အပြင်းထန်ခံစားခဲ့ရပါသေးတယ်။လူငယ်လေးဂျော့မာယိုဘာဂိုဂလီအိုက က်သလစ်ဖုံးတော်ကြီးတွေကိုကြီးညိုစိတ်နဲ့ဘာသာရေးအဆုံးအမတွေကိုလေလာလိုက်စားရင်ဂျက်ဆက်အဖွဲ့ဝင်အဖြစ်ကနေတာတနာပြုခီးစဉ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။အများအကျိုးဆောင်ရင်2013ခုနှစ်မတ်လမှာပုပ်ဖရန်စစ်ဟာ266ရောက်မြောက်ပုပ်ယဟန်မင်းကြီးဖြစ်လာခဲ့ပါတယ်။ပြန်လည်တော်မူချိန်2025ဧပြီလအထိ12နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တာပဲဖြစ်ပါတယ်။ကက်သလစ်ဖုံးတော်ကြီးတွေဟာ ပုံရံမင်းကြီးဖြစ်အရွေးခံရတဲ့အခါအမည်နာမကိုရွေးချယ်ကြရပါတယ်။ပုပ် Francis ကတော့ Francis ဆိုတဲ့နာမည်ကိုရွေးချယ်ခဲ့ပါတယ်။အထိပယ်ကတော့သူစင်းရဲတွေကိုမိမထားပါဘူးဆိုတာပါပဲ။ပုပ် Francis ဟာအတွေးခေါ်ကောင်းသူတဦးဖြစ်တယ်လို့ဝမ်ခွဲတော်ဆက်သူ Sister Ina ကပြောပူပါတယ်။ဘာသာရေးကောင်းဆောင်လေးဖြစ်ဗာတီကန်စီးတီးရဲ့နိုင်ငံရေးရာစီမံခန့်ခွဲရသူလည်းဖြစ်တဲ့ ပုပ်ဖရန်စီရဲ့စကားတခွန်းဟာအတုတ်ကိုအရေးပါအရာရောက်တယ်လို့ဆိုရမှာပါ။တတိုင်းတွေမတိဆောက်ပါနဲ့။တရားတွေကိုတိဆောက်ကြပါ။ပိတ်လောင်ထားတာထက်ပြောဆိုဆက်သွေးကြပါ။ကုလူဆက်နွယ်ကြပါ။ငြိမ်းချမ်းရေးကိုတိဆောက်ကြပါ။ကိုကိုကိုချစ်တတ်ကြပါစေ။လူသားတွေပေါ်စာနာပါ။ကလေးသူငယ်တွေ တရိတ်ဆန်လေးတွေကိုညှတာပါလို့အမည်ပြတ်တဲ့သူလေးဖြစ်ပါရဲ့။ ကျူးကျော်တဲတဲ့ကဘစ်ရှော့ကြီးလိုနာမည်ကြီးတဲ့ပုပ်ဖရန်စစ်ကစီယုံစင်ရဲသားရက်ွက်တွေမှာလှဲ့လေသွားလာတက်ပြီးကုညီပေးတတ်သူလေးဖြစ်ပါတယ်။ပုပ်ယဟန်မင်းကြီးအဖြစ်တာဝန်ယူခဲ့ချိန်မှာလေပုပ်ဖရန်စစ်ဟာနားမကြားသူတွေကို sign language နဲ့နှစ်သက်နှုတ်ခွန်းဆက်စကားဆိုခဲ့တယ်လို့အိမ်တော်ကြီးလူမှုရေးတို့မှလည်းခွင့်လွှတ်ခြင်းနဲ့အချက်ချင်းတရားကိုအခြေခံတဲ့အကြံပေးစကားကိုဆိုခဲ့သူလေးဖြစ်ပါတယ်။ ုပ်ဖရန်စစ်ကဘာသာရေးဆိုင်ရာစာပေတွေကိုဖတ်ရှုလေ့လာခဲ့ရုံမကပါဘူးစိတ်ပညာကိုနားလေတက်ကျွမ်းသူ ဖြစ်တယ်လို့အတွေးခေါ်ဘာသာရက်မှာလဲထုံးလို့ခြေရေလိုနှောက်နိုင်သူဖြစ်ပါတယ်ထိတ်ဆုံးမှရက်တည်နေတဲ့ကမ္ဘာနိုင်ငံကြီးတွေလေးစားမှုကိုရယူထားသူဖြစ်တဲ့ပုပ်ဖရန်စစ်ဟာမြန်မာနိုင်ငံအပါအဝင်ကိတ်တောင်ထိုင်းအင်ဒိုနီးရှားစတဲ့နိုင်ငံငယ်လေးတွေကိုလည်းအရေးတယူလဲပတ်တတ်သူလေးဖြစ်ပါတယ် ဘာသာမတူသူဝိဝါဒကွဲပြားသူတွေကိုလေလေးလေးစားစားဆက်ဆံတက်ပြီးတခြားဘာသာရေးခေါင်းဆောင်တွေနဲ့ပါ နီနောဆွေးနွေးတက်တဲ့အချက်ကပုပ်ဖရန်စစ်ရဲ့ထူးခြားချက်ပါပုပ်ဖရန်စစ်ဟာ2025ခုနှစ်မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်ပျက်စီးဆုံးရှုံးရသူတွေအတွက်ကုညီကယ်ဆယ်ဖို့အတန်းထွက်ပြောဆိုလိုက်ပါသေးတယ်နိုင်ငံခြားခီးစင်တွေမှာလည်း အဆောင်အယောင်အကာအကွယ်တွေအများကြီးနဲ့တွန်းလာတတ်သူမဟုတ်ပါဘူး။ကောက်ကွင်းမှာတုံးတတ်တဲ့ဘေးအကာမပါတဲ့ကားမျိုးလေးနဲ့လူလူရဲ့အကြီးညိုကိုခံယူတတ်သူလည်းဖြစ်ပါတယ်။၂၀၁၉ခုနှစ်ကမြန်မာနိုင်ငံကိုလာလေတော့ကတော့ရန်ကုန်မြို့ကြိုက်ဆန်ကွင်းလိုဟာလာဟင်းလင်းပြည်မှာ လူပေါင်းနှစ်သိန်းရဲ့အပူဇော်ကိုခံခဲ့ပါသေးတယ်။အခုလိုအများကလေးစားကြည်ညိုရသူပုပ်ဖရန်စစ်ရဲ့ဇာပနာကို Vatican City ကစိန့်ပီတာယဉ်ပြည်မှာကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ပုပ်ဖရန်စစ်ပြန်လည်တော်မူသွားတဲ့အတွက်အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်တင်အမေရိကန်လက်ရှိသမ္မတထရန့်နဲ့ရုရှားသမ္မတပူတင်ပြည်တိန်ဘီယင်ချားလ်ဒူကဝန်နေချောင်းပြောကြားခဲ့ရုံမကပုပ်ဖရန်စစ်ဟောင်းကမ္ဘာကြီးအတွက်ပုဂ္ဂိုလ်ကောင်တက်ဦးအဖြစ်ရက်တည်ခဲ့တာကိုအတိအမှတ်ပြုခဲ့ပါတယ်။အာဂျင်တီးနားဘောလုံးသမားမက်ဆီကတော့ပုပ်ဖရန်စစ်ဟောင်းကမ္ဘာကြီးကိုပုံမူကောင်းမွန်အောင်ဖန်တီးပေးခဲ့လို့ကြီးစုတင်ကြောင်းပြောကြားခဲ့ပါသေးတယ်။ ပုပ်ဖရန်စစ်ရဲ့ဇာပနာကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်မြန်မာနိုင်ငံကကာတီနယ်ချားလ်မောင်ဘိုယူကရိန်းသမ္မတဇလန်စကီဘင်္ဂလားဒေ့ရှ်အစိုးရခေါင်းဆောင်အပါအဝင်အထင်ကရပုဂ္ဂိုလ်တို့တက်ရောက်ခဲ့ကြပါတယ်ပုပ်ဖရန်စစ်ပြန်လည်တော်မူပြီးဆက်လက်ဆက်ခံမဲ့ပုပ်ယဟန်မင်းကြီးအသည့်ရွေးချယ်ပွဲကိုလည်းလူအများကစိတ်ဝင်စားနေကြပါပြီနောက်ထပ်ဆက်ခံမဲ့ပုပ်ယဟန်မင်းကြီးကရောပုပ်ဖရန်စစ်လိုအမှန်တရားကိုလူလားသူငြိမ်းချမ်းရေးကိုမျက်နှိုးသူ ဖိနှိပ်ခံလူရန်စားဘက်ကယက်တီပေးသူ ဖြစ်လာမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပြိသက်ကြီးတို့ရဲ့ကဘာပေါ်မှာအကောင်းဆုံးနေထိုင်သွားခဲ့တယ်လို့တမိုင်းအဆက်အဆက်အမှတ်ရကြရမယ်။ပုပ်ဖရန်စစ်အတွက်ဝါနေစကားများကိုကွန်မန့်မှာတစုတစီရဲ့ဖော်ပြပေးသွားကြပါအောင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်။